မင်္ဂလာကြကြမ်းပါဗျာကျွန်တော်မနေ့ကတော့ခရီးရောက်ဆိုင်ရသမသတင်းတွေစုစည်းပြီးတော့ပြောပြပေးခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကြောင်မဲရှင်းတယ်လို့ပြောရမှာကြောင်မဲနဲ့ပတ်သက်ပြီးတော့အခြေအနေတွေဟာအတော်ယုံကြည်ဆန်ခတ်ဖြစ်နေကြောင်မဲမှာဖက်စစ်တပ်ဟာကြောင်မဲကိုရပြီနောက်ချိုးကိုရပြီမိုးပြဲကိုရပြီနောက်ပင်ကိုဆက်တိုက်ဒီလို ဖက်စစ်တဲ့ lobby တွေကကျွေးကြုံနေကြတယ်။ကြောင်မဲကိုယာပြီးတိဘုံးကိုဆက်တိုက်မယ်ထင်လား။လာရှုမန္တလေးပြည်တော်စုလမ်းကိုထိမ့်ချုပ်ဖို့ဖက်စစ်တာဟာဒီဘုံးကိုဆက်တိုက်လိုက်မယ်။ဟုတ်ပြီ။တော့ဒီနေ့ကြောင်မဲနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်အောင်။ကြောင်မဲမှာဘာတွေဖြစ်ခဲ့လဲ။ကြောင်မဲအခြေအနေကဘယ်လိုဖြစ်ခဲ့လဲ။ နောက်တစ်ခုကြောင်မဲပြင်ကိုဒီနေ့အန်ယူဂျီရဲ့ကျမရင်နေပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးရဲ့အတူတကွာတိုက်ပွဲဝင်ကြမယ်ဆိုတဲ့ကိစ္စရွေးဖို့မှာတိုက်ပွဲဝင်တဲ့ကိစ္စဒီနေ့ရှိပါတယ်ခင်ဗျ။ကဲဒါဆိုရင်ဆက်လိုက်ကြရအောင်။အဲ့တော့ကြောင်မဲရဲ့အရှိကအောက်ကြောင်းလေးကိုကျွန်တော်တို့ပြန်ကြည့်ရရင်စတိုက်တယ်ဆိုတာကအမြဲတမ်းနိုင်နေအမြဲတမ်းရှုံးနေဆိုတာမရှိဘူး။ အဲ့တော့ကြောင်မင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြေပြင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ရဲဘော်တွေရဲ့မှတ်ချက်တွေကြောင်မင်းကိုစတင်တင်ပိုက်တဲ့အချိန်တုန်းကအဖြစ်အပျက်တွေကျွန်တော်ပြောပြမယ်။ဒါလေးမပြောခင်မှာမြို့ပေါ်အားလုံးကိုကြောင်မဲမြို့ပေါ်အားလုံးကိုထိန်းချုပ်လိုက်ပြီလို့စစ်ကောင်စီရဲ့တယ်လီဗီယံ channel တွေကပေါ်ပြတယ်။ကြောင်မဲနောင်ချူပြည်တော်စုလမ်းမကြီးကဝင်လာတဲ့စစ်ကြောင် စကန်တာမိုင်းတင်လမ်းခွဲကဝင်လာတဲ့စစ်ကြောင်းနှစ်ခုခွဲပြီးတော့ဝင်လာတာအော်တို့ကတည့်ရက်နေ့မှာမြို့ရဲ့နေရာအလုံးထိချုပ်လိုက်အော်တို့ကလည်းနှစ်ရက်နေ့မနေ့ကထိတော့ပြန်နလေးနဲ့ဖက်စစ်တဲ့အကြားမှာကြောင်မဲတီဘောလန်တိုးကိအင်းကြီးမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတယ်ပြည်တော်စုလမ်းကနေဝင်လာတဲ့အဖွဲ့တွေမိုင်းတင်လမ်းခွဲကနေဝင်လာတဲ့အဖွဲ့တွေ မျိုးတွေကိုတရှိန်လို့ဝင်ချလာပြီးမျိုးရဲ့နေရအားလုံးကိုစစ်ကောင်စီကထိန်းချုပ်လိုက်ပြီးတည်ရတယ်။တိုးကိမှာတော့တိုက်ပွဲကပြင်းနေတော့မယ်ဆိုတာလေကြားရတယ်။အဲ့တော့တပြေးပြေးပြန်ဆုတ်လိုက်ရတယ်။အော်တိုဘာလာ3ရက်နေ့ဒီနေ့မှာတော့နောက်ဆုံးကြားသိရတဲ့သတင်းတွေက TNL ကပြင်းပြထန်ထန်ပြန်လဲခုခံပြီးမြဲ တာလွန်ရံနဲ့ဒိုးစစ်ဆင်တာကြောင့်ပြန်ဆုတ်လိုက်ရတယ်စစ်တပ်မျိုးတွေမရောက်လာခင်မှာတင်းနလီခုအောင်နေလို့ယူဆရတဲ့နေရာတွေဌာနဆိုင်ရာယုံနေမီးလောင်ပုံးနဲ့ကြဲချတိုက်ခိုက်ပြီးမီးရှို့ခဲ့ပါတယ်တိုက်ပွဲပေါင်း120ဖြစ်ပွားခဲ့တဲ့လေးလကြာတိုက်ပွဲဝင်ကြောင်မဲမျိုးပြန်ပေးလိုက်ရတယ် အဲ့တော့မနေ့ကတော့စစ်ကောင်စီကသူတွေကြောင်မင်းမျိုးကိုဝင်လာတော့ကြိုဆိုတဲ့ဗီဒီယိုတွေအောင်တပီတွေနဲ့ကျွန်တော်တို့တွေ့လိုက်ရပါတယ်ဟွန်းဒီအချိန်မျိုးကိုကျွန်တော်တို့ကြည့်တဲ့အခါကျတနစ်ကြော်ကြထိန်ချုပ်လိုက်တယ်ကြောင်မင်း2024ဩဂုတ်လ9ရက်နေ့မှာ TNL နဲ့ပူပေါင်းတပ်တွေတိမ့်ပိုက်လိုက်တယ်ကြောင်မင်း ဒီကနေ့တစ်နှစ်ကျော်ကြာမှာတော့စစ်တပ်လောက်ပြန်ရောက်သွားတယ်ဆိုတော့ကြောင်မဲကိုတိုက်ခိုက်သိမ့်ပိုက်ပြီးနောင်ချိုကိုတိုက်ခိုက်သိမ့်မဲ့ပြီးနံမတူကိုတိုက်ခိုက်သိမ့်ပိုက်ပြီး DNL တက်ဟာဒါပြီးရင်ပြီးသွားပြီသူတို့အပိုင်ရသွားပြီလို့များတွတ်ဆလိုက်လို့လားမြို့တစ်မြို့ကိုသိမ့်ပိုက်ပြီးရင်မြို့မှာခုခံစစ်စင်ွဲဖို့စီရေးဆိုင်ရာအစီအမံတွေလုံးဝမဆောင်ရဘူးလား ဒီတိုက်ပွဲကိုနိုင်ွားပြီးထာဝရအနန္တစัจ java ရာမှာထာဝရနိုင်ွားတယ်လို့များကျွန်တော်တို့ DNA လေးတော်လင်ဤတက်တွေကထင်နေကြလားအလားတူရဲ့နောင်ချိုကိစ္စကလည်းဒီတိုင်းပါပဲတော်လင်ဤကာလလို့သူတို့ကိုသူတို့မတတ်မဲ့ပဲနဲ့ကြောင်မဲတို့နောင်ချိုတို့ကိုသူတို့ရသွားပြီးနမတူတီဘောတို့ကိုရသွားပြီးနန်းခမ်းရသွားပြီးဆိုပြီးတော့ DNA ရဲ့အတွေးစိတ်ကူးမှာဒါထာဝရရမယ်ဘယ်သူမှလာမတိုက်တော့ဘူး အလုံးစုံပိုက်ဆိုင်သွားပြီလို့တွေးလိုက်တာလားအကယ်၍အဲ့လိုမတွေးဘူးဆိုရင်တော်လန်ဤကာလာဖြစ်တယ်မြို့သူမြို့သားတွေကိုစီအေးဆိုင်ရာအသိပညာပေးဟောပြောမှုတွေလုပ်ရမယ်မြို့ကိုတော်လန်ဤမြို့အဖြစ်ပြောင်းပြစ်ကြမယ်ဘန်ဂါရီဘုံခုချင်းတွေအဆဆအရရာတွေမြို့ကိုခုခံစစ်ဆင်ရဲနိုင်မှုပြင်ဆင်ရမယ်ဒါပေမဲ့ဒါတွေပြင်ဆင်မှုမရှိတဲ့လောက်ကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ ကျောင်းမင်းကျောင်းမင်းနဲ့ပတ်သက်ပြီး2024ဩဂုတ်လ9ရက်နေ့ကအခြေအနေလေးကိုကျွန်တော်ပြောပြချင်ပါတယ်။ကျောင်းမင်းမှာရှိတဲ့9ရက်9ရက်နေ့စကားက1တက်ပြီးအကုန်လုံးစုပ်ပေးပါမယ်။မခုကန်တော့ပါကျွန်တော်တို့မိသားစုဝင်တွေကိုအသက်ချမ်းသာပေးပါဆိုလို့ DNA လေးတွေပူပေါင်းတက်တွေလက်ခံခဲ့ပါတယ်။နောက်စုပ်ရတဲ့အကြောင်းကြည်တွေကုန်တာ ထောက်ဖို့မရှိတော့တာကြောင့်တတ်သေးရောက်မှသိရတယ်ဒီကောင်ဒီဟာအစုံတိခံတိုက်မယ်သဘောကြည်မရှိတော့လို့တောင်းတောင်းမမနဲ့နောက်ဆုံးသွားတာသူတို့မိသားစုတွေအသက်ချမ်းသာပေးပါဆိုပြီးတောင်းပန်သွားတာဒါတော့တဝင်းနဲ့လက်နက်တွေကိုမီးရှို့သွားတယ်ညနေ6နာရီလောက်မှာ9ရက်နေ့မိသားစုမောင်200ကျော်သွားဖို့အတွက်ကားအစီး20ကျော်ရှာပေးတယ် ခလီတငယ်များအစအစဒံယရစစ်တီတရာနဲ့အလုံးပေါင်းမိသားစုဝင်900ကျော်တပ်သား400မိသားစုဝင်300ဒါတွေကိုကောင်းကောင်းမွန်မွန်ထွက်ခွာသွားဖို့ဗိုလ်မုတ်စိတ်ကိုယ်တိုင်ဆောင်ရွက်ပေးနေအခုတော့ဒီလိုလူသားချင်းစာနာမှုဟာသူတို့အတွက်တော့အသုံးမဝင်ခဲ့ပါလေကြောင်းအန်ဒီရေကြောက်လို့ကားမီးတွေပိတ် ထိုးစစ်ဆင်လာတဲ့တောင်ချီရက်စောက်ဖက်ကိုပို့လိုက်တယ်။မိသားစုဝင်တွေဘာအထိကိမရှိအောင်တရန်လေးကကာဝယ်စောင့်ရှောက်ပဲစစ်တပ်မိသားစုဝင်တွေကိုလက်ရှိကြောင်မဲကိုပြန်တိုက်တဲ့အချိန်မှာအယက်သားပြစ်မှတ်တွေကိုရရဆက်ဆက်တိုက်ခိုက်ကြတယ်။လေကြောင်းတိုက်ခိုက်မှုပြုလုပ်တိုင်းပေသွားကြတယ်ခလင်းငယ်တွေတကြီးရွယ်ဦးတွေဒါတွေကိုတွေးလိုက်ရင်စစ်တပ်ကနောက်ဆုတ် ပါမယ်လို့ပြောတာကိုခွင့်ပြုလိုက်တဲ့အထဲမှာပါနေတဲ့တပ်မိသားစုဝင်တွေကိုပြန်မြင်အောင်မိနေတယ်လို့တပ်ဝဲဝင်ရဲဘော်တယောက်ကရေးတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေ့ဒီအချိန်ဒီမှာကြောက်မဲ့အချိန်ဒီအလုံးစုံကတော့ဒီအကြောင်းရဖြစ်ပါတယ်အဲ့တော့ဒီကြောက်မဲ့အလုံးစုံကိုပြောပြီးတဲ့နောက်မှာကျွန်တော် comment အောက်က comment လေး၃ချောင်းကိုကျွန်တော်အရင်ပြောပြချင်ပါတယ် လူမြတ်ကျော်ခမရဲ့ NRI အဖွဲ့အစ်ကိုအချိန်တိုတွင်လက်တွေ့လက်ဆုပ်လက်ကိုက် အောင်မြင်ခြင်းကျုပ် KIA စစ်မှုရန်အောင်ကြီးတုံးနေတဲ့အကြံပေးလိုက်ပါမယ်တဲ့ကောမန့်လေးပါ NRI တပ်ဖွဲ့တွေကိုတိမ့်တထောင်ဖို့အကုန်ချခံမဲ့စစ်စီမျိုးဖော်ဆောင်ရန်သူအဖွဲ့အစည်းကတိမ့်တထောင်စစ်ဘက်ဆိုင်ရာပစ္စည်းတွေရောက်ယူရန်သူထောက်ဖို့စခန်းငယ်များကိုပြစ်မှတ်ထားပြီးတိုက်အရွက်ဝင်းနဲ့ကိုရောင်ဖြောက်လှုပ်ရှား လက်ရပြက်ပစ်ခတ်ထိုးဖောက်စကန်သိန်းပစ္စည်းတဲ့အမြန်ဆုတ်ခွာနောက်တပွဲစားအရင်ဒီဇာတူပြန်ရနိုင်မယ်ရန်သူပြစ်မှတ်တွေထောင်လန်းပြင်စင်ကန့်သက်စစ်စီပုံစံမျိုးနဲ့ပဲလက်နက်ခဲရ90ရာခိုင်နှုန်းလောက်ကိုရန်သူတွေကရှာပွေဂျန်နေ90ရာခိုင်နှုန်းကိုအလူကန်ချင်းခြေခုပ်လှူရှားနေမိများမှာခရိုနီလုပ်ငန်းရှင်များတရားရာခိုင်နှုန်းတိုက်ရိုက်ပတ်သက်ပိုင်ဆိုင်လာတဲ့ တည်တဲ့လုပ်ငန်းများဒီလုပ်ငန်းတွေကိုအခွန်ဆောင်ခိုင်းပြီးတော့လက်နက်ခဲရင်ဝေယူစုသောဒါလိုမျိုးဆိုရင်ပထမအစစ်စစ်ပြူကဂုံးတွေကိုရင်ဆိုင်နိုင်လာပြီဆိုရင်ဒုတိယအစစ်သိမ့်ပိုက်စစ်စင်ရေးပုံစံဒီလိုပုံစံနဲ့ဆက်လက်ခြိတက်ပါလို့ NRR ကိုအပိစကပြောရတဲ့လူမြတ်ကျော်မနေ့ကဗီဒီယိုအောက်ကကွန်မန့်လေးတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကဟာ ကိုကြီးတို့မြတ်ကျော်ကြီးတဲ့ကျွန်တော်မသိလို့မေးစရာရှိတယ်။စစ်ခွေးဘက်ကအမှန်တရားတွေပြောတော့စစ်ခွေးစစ်စစ်ဆိုပြီးဗီဒီယိုတွေယူပြီးတင်ကြတယ်။ကျွန်တော်တို့ဘက်ကအမှန်တရားတွေပြောတော့တပ်ပါတီဆိုပြီးပြောကြတယ်။မားနေလို့လားမသိဘူးရှင်းပြဘူးဟာ။ဒါနဲ့ပတ်သက်ပြီးလူကြီးမျိုးကဘလို့ထင်ပါသလဲ။အောက်က reply ပြန်လာတဲ့ comment လေးတစ်ခုသူတို့သဘောနဲ့မကိုက်ညီရင်သူတို့ဝေဖန်ထောက်ပြရင်သူတို့ပြောနေကြစကားလုံးကအရာပဲ။ ။စောက်ပြီးမစိုက်ဘူးဗျာ။ပြောစရာရှိတာပြည်သူပြောက်နေနဲ့ပြောရမှာပဲ။နောက်တစ်ခုနောက်တစ်ခုစစ်တိုက်တယ်ဆိုတာအများရအောင်နိုင်နေမှာမဟုတ်ဘူးတဲ့။နောက်ဆုတ်ပေးပြီးမှအနိုင်ရတာလည်းရှိပါတယ်။ဘယ်နေမီကဘလောက်ပြန်ရသွားပါစီလို့ဝါရဖြန့်နေပါစေ။ခွေးလေးခုံလို့ဖုံမထ။မ ாரு တော်ရင်အောင်စိတ်ဟာမဟာတမရိတတိုင်းလို့ပါ။အခုစားဖို့အနိုင်နိုင်အောင်ရုံးကန်နေ မကြခင်အိမ်ကန်းကပေးရတော့မယ်လက်တွေကကလီမုတ်ဝဲကျွေးနိုင်ဖို့900ရံလေးတစ်ချက်နဲ့တရာတရာတန်အချို့ကအလူကံပေးဖို့ကလွယ်ပြီးအလူကံလှူပေးဖို့ကလွယ်ပြီးမရှိတော့ဘူးပူပင်တော့ကဖြစ်ရတာက နေစရာနဲ့စားစရာအတော့ပါဒါပေမဲ့တော်လန်ရေးကမအောင်မကိုမပူဘူးလေဘာလို့လဲဆိုတော့ငါတို့စိတ်ချက်တွေကတော်လန်ရေးကိုအဆုံးထိဆက်သွားမယ်လို့ကြီးရွယ်ထားကြတာ ငါတို့တော်လိုက်ရေးကအောင်မြင်နေပြီအဆုံးတက်ဖို့ပဲရှင်ဒီနေ့ဒီဆမ်ဘူကတော့ဖုန်းမိတထောင်ထည့်ပြီးသူများစီကခြေထားတာမတန်တယ်လို့ပဲလူမြတ်ကျော်ကြီးတဲ့ပတ်စံတထောင်ပါဇက်အမြုပ်ထွက်အောင်ပြောချင်းနေရတဲ့ဘဝရောက်ပြီတခြားတော်လံပြည်သူတွေတော့ဘလို့နေပါလိမ့်အခက်ကဲကိုစီနဲ့အားတင်းချပါလို့အားပေးပါတယ်ခင်ဗျားတို့တယောက်တည်းမဟုတ်ပါပြည်သူကဆုံးဖြတ်ထားပြီးဖြစ်ပါ ဘလောက်ဆိုးတဲ့အချိန်ကြီးမဆိုးရင်ဆိုင်မှုအသင့်ပါပဲဖတ်စစ်တက်ကူတာမြစ်ပြတ်ခြေမုံပေးပါဆိုတဲ့တခုတည်းသောဆုံးပြတ်ချက်ကိုနိုင်ငံရေးသမားတော်လှန်ရေးသမားဆိုတဲ့လူတွေဖင်လိုက်လိုက်ကောင်းလိုက်လိုက်မလောက်ကြပါနဲ့စစ်ကူတာအနိုင်တိုက်ရမယ်လို့ပြည်သူလူထုကတရင်စကားပါနေတာပါလို့ကျွန်တော်မြင်ပါတယ်ဒီကနေ့ကျွန်တော်တို့ရွှေဘိုမှာ တိုက်ပွဲဖြစ်ပါတယ်။ရွှေဘူကနန်းကြီးပါမှာပါ။ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတယ်။ရွှေဘူမြို့ပေါ်ကညနာရုံးမှာအထိုင်ချတပ်ဆွဲထားတယ်။စစ်ခွေးစခန်းတွေမြို့ပေါ်ထောက်ပို့တပ်တွေကလက်နက်ကြီးနဲ့ဟောင်းဝေစာတွေနဲ့ပစ်ပေးနေတယ်။စစ်ခွေးတပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးသုံးလုံးရွှေဘူမြို့ပေါ်ကြားရောက် ပောက်ကွဲတယ်။အောင်မြေချမ်းမြေပုံချောင်းလေကြာကိုရင်သုံးပါကွယ်လုံးပါတ ဝင်လွန်သွားတဲ့ကိုရင်တွေကရှင်ညာနိကရှင်ဥတ္တမရှင်ဝိမလာအော်တိုဝါလာ၃ရက်နေမှာအုတ်ရှစ်ပင်တုတ်တန်တချို့ဖတ်စစ်တက်ကတော့ PDF တွေပြစ်ခတ်လို့ကိုရင်တွေတည်တယ်ဆိုပြီးတရင်လိမ့်လေထုတ်ပြန်နေတယ်ဒီလိုအခြေအနေမျိုးမှာကျွန်တော်ဒီကာလမှာဖတ်စစ်တက်ဟာဝါရဖြန့်ချီမှုကိုပြင်းပြင်းထန်ထန်လုပ်ပါလိမ့်မယ်ဒါကြောင့်မို့အထူးဂရုစိုက်ပါရွှေဘုံမှာ လက်နက်ကြီးကြောင့်ပိတ်ဆုံးသွားရတဲ့ကိုရင်တွေပြန်လောမှုသွားတဲ့ကိုရင်တွေဟာဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ဖြစ်ပါတယ်။အုပ်ဖို့မှာတိုက်ပွဲတွေထပ်ဖြစ်ပါတယ်။ဘကိုတိုင်းတပ်ရောက်ပြီးအုပ်ဖို့ဂျိုးပင်ကိုးပင်ရွာဂျိုးကိုးပင်ရွာစစ်ကြောင်း150ပါစစ်ကြောင်းကိုဖျက်တိုက်ပါမနက်စနေ35မိနစ်ပါအဲ့တော့မျက်မြင်ခုနဦးမပါပေါ်ပြီးတော့ ကျွန်တော်တို့စစ်ခွေတက်တက်လန်ပြီးတယ်လို့သိရတယ်။ရွှေဘိုးတကြောမှာတော့ပြင်းထန်တဲ့တိုက်ပွဲတွေမြင်းကြံတကြောမှာပြင်းထန်တဲ့တိုက်ပွဲတွေရှိနေတယ်။ဒါအပြင်မှာကျွန်တော်တို့တီတာရှုမှုကြောင့်မြင်းကြံညောင်ပင်ကျော်ယူစောတိတီတာယူမှုရဲ့အဖွဲကမီးတင်ရှို့တော်လိုင်းတက်တွေကဒီမြင်းကြံကခုခံတိုက်ပွဲဝင်နေတယ်။အင်အား၄၀၀ပါ စစ်တပ်ကပါရမိုတာစစ်တပ်လေကြီးတွေနဲ့ပုံချဲနေတယ်။ရောင်မရောက်ကိုမီးရှို့ပြုံရ400ပြင်းထန်တဲ့တိုက်ပွဲဖြစ်နေတယ်။ကျွန်တော်တို့ပုံမိုက်ခဲလဲပါလိမ့်မယ်လို့ကျွန်တော်မြင်တယ်။ဒါကြီးအချိန်တွေကတော့စိုးရိမ်စရာအကောင်ဆုံးအချိန်တွေဖြစ်နေတယ်။အဲ့တော့ငင်းကြံကတီရာယူမွန်ရဲ့တက်ကိုဖြူချရမယ်။ကမ်ဘလူကဝါတဝါတက်ကိုဖြူချအောင်။အင်ဂျက်ချင်းအိုးမဲတုတ်ပြီးတိုက်ခိုင်းတယ်။ အဲ့ဒီဒေသအနီးတဝိုက်ကတော်လိုင်းတက်တွေစနစ်တကျဗျူဟာမြောက်ပြင်ဆင်ပြီးဒီဗျူစော်တီတက်တွေကိုအရှင်ရှင်းလင်းဖို့လိုအပ်တယ်တစ်ဖက်မှာလည်းအခြေအနေနဲ့အချိန်ခါအရရွေးကောက်ပွဲလုပ်ဖို့ဖက်စစ်တာပြင်းပြထန်တယ်လှုပ်လာနေတယ်ဗျတရုတ်နိုင်ငံစပွန်ဆာနဲ့လှုပ်တယ်ဆိုတော့ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီနေ့တနင်္ဂနွေလုံးရဲ့တပိတ်အင်အားစုတွေက ဥတီကျလှူရှားမှု၃ရက်နဲ့တိုက်ဖြတ်ကြပါလို့ဒီကနေ့စတင်ထွက်ပေါ်ပါတယ်အဲ့တော့ဒေါံဆန်းစုကြည်နေနိုင်ငံရေးအကျဉ်းသားများအားလုံးလွမြောက်ရေးစစ်မှုရန်ဥပဒေဖြတ်သိမ်းရေးတရားမဝင်အတူရောက်ရွေးကောက်ပွဲတပိတ်မောက်ဆန့်ကျင်ရေးဆိုတဲ့အချက်၃ချက်နဲ့တရုတ်စပုံစားပေးတဲ့ရွေးကောက်ပွဲကိုဖြတ်ကြရလိမ့်မယ်ဘယ်လိုဖြတ်မလဲရှားတဲ့နည်းနဲ့ဖြတ်မယ်ပြည်သူခွန်အားနဲ့ဖြတ်မယ် တိုးတော့ပြည်သူပြည်သူပြည်သူကြီးပဲအားကိုးလို့မရဘူးတော်လိုင်းကြီးနိုင်ငံကြီးသမားတွေကရောဘလို့ဖြတ်ပါလေသူတို့ဘလောက်ပါပါလေသူတို့ကနှိမ့်စင်ရွေးကောက်ပွဲကိုတရားမဝင်ပါဘူးဘောင်ဆန်းစုကြည်နေနိုင်ငံကြီးအချင်းသားတွေကိုလွတ်ပါအာရမစစ်မှုရန်ဥတွေဖြတ်သိမ်းပါဆိုတာမျိုးကိုနှိမ့်စင် Facebook မှာပို့တကူတော့တင်လာအလကားနေပြည်သူကိုပဲမခိုင်းပါနဲ့ခမရတို့ကဥဆောင်လောက်ပါ ကျွန်တော်တို့ NRA အနေနဲ့ကတော့ no campaign ကြီးဆောင်ရွက်ထားပါတယ်ဆက်လက်ဆောင်ရွက်ဖို့လည်း season နေပါတယ်ဆိုတော့ဒီကံလာကတော့ဗျာရုံးကန်ရမယ်ရရသမျှခွန်အားနဲ့ညှစ်ပြီးတိုက်ထုတ်ရမယ်နံပါတ်1ကစစ်အနိုင်တိုက်ရနံပါတ်2ကဖက်စစ်တက်ရစစ်30စချိန်မုန်းနံပါတ်3ကကျွန်တော်အောင်ပွဲနဲ့အတူအင်ကိုပြန်လေရောက်ရှိရေးပါမယ် အိမ်ပြန်ရောက်ရင်တော့လပိဆိုင်တူထိုင်ကြတာပေါ့ဗျာကျွန်တော်ကပုံစိတ်တက်တင်ရတော့ဒီကပါပဲအားလုံးကျေးဇူးတင်ပါ